မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်မ DBPO မြန်မာချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ပလဝမီဇိုရန်နယ်ဇက်ကုန်သွယ်ရေးလမ်းတွေကိုယာယီပိတ်ထားရတဲ့အတွက်ကုန်ပစ္စည်းတွေပျက်စီးဆုံးရှုံးမှုကိုကုန်သည်တွေကစိုးရိမ်ပူပန်နေကြသလိုဒေသတွေကုန်စည်နှုန်းတွေလည်းမြင့်တက်လာနေပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ ရခိုင်ပြည်နယ်ကနေတဆင်ချင်းပြည်နယ်ပလောဝမြို့နယ်အိန္ဒိယနိုင်ငံမီဇိုရယ်ပြည်နယ်ကိုဆက်သွေးထားတဲ့နေဆက်ကုန်သွယ်ရေးလမ်းကြောင်းကိုဝဲပြန့်ဝဲလျှော်ယောဂါကူးဆက်မှုနှုံများလာနေတဲ့အတွက်ယာယီပိတ်ပင်ထားတယ်လို့ဒေတာခန်တွင်နဲ့ကုန်သွယ်ရေးစီကတဆင်သိရပါတယ်။အဲ့ဒီလမ်းကြောင်းကို ပြီးခဲ့တဲ့နိုဝင်ဘာလ13ရက်နေ့ကနေ20ရက်နေ့အထိပိတ်ထားမယ်လို့သက်ဆိုင်ရာနှစ်ဖက်အာဏာပိုင်တွေကပြောဆိုထားပေမဲ့ယောဂါကူးဆက်မှုနှုံပေါ်မူတည်ပြီးတော့ထပ်တိုးပိတ်သွားနိုင်ရဲ့လို့ဒေတာခန်တွင်နဲ့ကုန်သွယ်ရေးကပြောပါတယ်။ ။လက်တိုက်ထားတာကြတော့လေဒီဟိုဝင်းချောဝမ်ပြဲကုဆာယောဂါကြောင့်ပေါ့နော်အဲ့လိုအဲ့ဒါကြောင့်လူတည်နှုန်းတွေလေးရှိရယ်။ကူဆောင်မှုတအားမြင်နေဆိုတော့နေဆက်ဖက်မှာဖြစ်နေတာပါအဲ့ဒါကြောင့်လက်ပိတ်ထားတယ်လို့ကြားပါတယ် တော့စစ်တုံးရဲနေကလေးကလည်းပိတ်တယ်လို့ကြားရရှင်20နှစ်အထိတော့ပြောတယ်ဒါမှန်သူတို့ကယောဂအခြေအနေပေါ်မူတည်ပြီးတော့အရက်တူတော့တာလေးဖြစ်နိုင်တယ်အဲ့လိုမျိုးတော့ကြားပါတယ်ရှင်လဲမှာပိတ်မင်းနေတဲ့ကုန်တွေလေးရှိပါတယ်စစ်တုံးရဲမတိုင်ခင်စစ်နှစ်ရက်စစ်တရက်အလောက်မှာထွက်လာတဲ့ကုန်တွေကနေဆက်ကိုရောက်တယ်ရခိုင်ဖက်လေးမရောက်ဟိုဘက်မစ်ရန်ချက်ကိုလေးမဟုတ်အဲ့လိုမျိုးဈာတိမှာကုန်တွေတော့ရှိပါတယ် ပလဝမီဆိုတဲ့ကုံသွေးရဲလမ်းကြောင်းဟာရခိုင်ကအေးထိန်းချုပ်ဒေသတွေမှာလိုအပ်တဲ့အခြေခံစာနေအိမ်ခါနဲ့ဆေးဝါးတွေရရှိနိုင်ဖို့အဓိကမိခိုအားထားနေရတဲ့အရေးပါတဲ့ကုံသွေးရဲလမ်းကြောင်းလေးဖြစ်ပါတယ်လက်ရှိမှာကုန်သေးတွေရချီပိတ်မိနေကြသလိုလဲပိတ်ထားတဲ့အချိန်ကြာလာတာနဲ့အများတည်ယူစရိတ်ကြီးမြင့်တာတာရှင်မခန်တဲ့ကုန်စိမ်းပစ္စည်းတွေပြည့်စည်ဆုံးရှုံးရနိုင်ချေရှိတယ်လို့နောက်ထပ်ကုန်သေးတယောက်ကပြောပါရယ် အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကနေတဆင်ရခိုင်ပြည်နယ်ကိုကုန်စည်တင်သွင်းနေတဲ့ကုန်တီတယောက်ရဲ့ပြောကြားချက်ကိုဒီပူဝီသတင်းထောက်ကအသံအစားထိုးဖက်ကြားပေးထားပါတယ်။ကုန်စည်ကုန်တယ်တွေအတွက်တော့တအားအဆင်မပြေပါဘူးအခက်အခဲဖြစ်ရပါတယ်။ကုန်စည်နေကြတော့တာရှည်လည်းမခံဘူးကျဲဥတို့ကျက်သွန်တို့ကြတော့လမ်းမှာပိတ်မိနေတယ်ဆိုတော့ပိုအခက်အခဲဖြစ်ပါတယ်။ကုန်ကြောက်တွေကြတော့ပြဿနာမရှိဘူးလေမီဇိုရန်ဘက်ကိုသွားမယ်ဆိုရင်လည်းအဆင်မပြေဘူး။ရခိုင်မဲကြတော့လည်းပြန်လာလို့မရဘူးဆိုတော့လမ်းမှာပိတ်မိနေတဲ့ကုန်စည်ကုန်တယ်တွေကတအားအခက်အခဲဖြစ်နေပါတယ်။ ီလိုလန်ခီးကကြာရှည်နေမယ်ဆိုရင်အကုန်လုံးကိုဆုံးရှုံးသွားနိုင်ပါတယ်။ကုံသိန်းတွေကြတော့လည်းဆုံးပြီဆိုဆုံးပြီပဲပြန်ရောင်းလို့တောင်မရဘူး။လမ်းမှာစားဝတ်နေရခက်ခဲတို့လမ်းစိတ်ပုံကုံတာမျိုးတို့ရှိပါတယ်။ရက်တာရှည်နေတော့လုံးဝအဆင်ပြေမှာမဟုတ်တော့ဘူး။လက်ရှိမှာကုန်စည်ဝင်ရောက်မှုပြတ်တောက်တော့တဲ့အတွက်ဒေတာတွင်ကုန်စည်နှုန်းတွေဈေးနှုန်းမြင့်တက်လာနေတယ်လို့ဒေတာအခန့်တွေကပြောဆိုကြပါတယ်။ဒီလမ်းပိုက်ထားလို့ကုန်စည်နှုန်းတွေတက်နေတာကြားမိပါတယ်။ ဒီစီဇေယအခြေခံစာတမ်းကိုရင်ဈေးတက်နေရတော့အဲတွေ့ပါရရသဘောမှုထောက်လို့ဆိုရင်ပုံမှန်အဲတထောက်ဖို့အဲနှစ်ထောက်ရဟိုကတထောက်ပဲဖြစ်သွားရင်ရှိပါတယ်အာပုံမှန်ဆိုရင်တလောင်းနဲ့ကြာကိုတလောင်းတထောက်ပုံတလောင်း1500ဝန်းကျင်အဲ့လိုမျိုးအဲတက်တော့ရရစီးကြီးရှိပါရဗျာ လက်ရှိပလဲဝမီဇိုရန်ကုန်သွယ်ရေးလမ်းကြောင်းရှိရာပလဲဝခရိုင်ချင်းလဲဝဒေသမှာဝင်ရောဂါဖြစ်ပေါ်သူဥယေ300ကျော်ရှိနေပြီးအေအေရဲ့ကျန်းမာရေးဝန်ထမ်းတွေကစေကူတာပေးနေတဲ့အပြင်ကူးစက်ရောဂါမပြတ်ပေါ်အောင်လှုပ်ဆောင်နေတာတွေလည်းရှိနေတယ်လို့အရခပြည်သူကျန်းမာရေးဌာနနဲ့နှိစက်သူတွေစီကသိရပါတယ်။ကျမကေခိုင်ပါ။ တနင်္သာရီတိုင်းလောက်လုံမြို့နယ်စင်တောက်ကန်ချေမှာဝေလငမန်း၃កောင်တောင်းတေးသေးဆုံးနေတာကိုနိုဝင်ဘာလ16ရက်မှာတွေ့ရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။သေဆုံးတဲ့ဝေလငမန်း၃កောင်မှာ28ပေရှိတဲ့အမတကောင်နဲ့အရွယ်မရောက်သေးတဲ့10ပေကျော်နှစ်កောင်ပါဝင်ပြီးမြမမှ၃កောင်သေးတာဟာပထမဆုံးကြားဘူးတာလို့တဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားတဲ့ NSCI အဖွဲ့ရဲ့လူမှုကွန်ရက်ဆာမနာဘော်မှဖော်ပြထားပါတယ်။သေဆုံးရတဲ့အကြောင်းရင်းကိုတေချာမသိရပဲအကြောင်းမျိုးမျိုးကြောင့် အသက်ရှင်လျက်တောင်းတင်ပြီးမှသေသွားခဲ့တာဖြစ်နိုင်တယ်လို့ဝေလငမန်းသေဆုံးတာနဲ့ပတ်သက်ပြီး NSCI အဖွဲ့ကကိုဝင်းပိုင်ဦးကပြောပါတယ်။ဝေလငမန်းတွေဟာပုံမှန်အားဖြင့်သက်တမ်းအနည်း80ကနေ130လောက်ထိနေနိုင်ကြပြီးမြန်မာနိုင်ငံမှာတော့ကယူရန်ဒေသတခြားလုံးနဲ့ရင်းနှီးပိုင်းမှနေထိုင်ကြကတဘာဝပတ်ဝန်းကျင်ထိသိဆတ်လျှောက်ရေးပြည်ပဆိုင်ရာသမဂ္ဂကမျိုးသုံးလူနီးပါးအန္တရာယ်ရှိတဲ့မျိုးစိတ်အဆင့်အဖြစ်2016ခုနှစ်ကစပြီးသတ်မှတ်ထားပါတယ်ရှင်။ မြောက်အတလန်တိတ်စီးရဲမဟာမိတ်အဖွဲ့နေတိုးကစစ်သားတွေဟာနိုဝင်ဘာလ17ရက်မှာပိုလန်နိုင်ငံအတွင်ဒရုန်းတံပြက်ဆွဲရည်တွေကိုလေ့ကျင့်ခဲ့ကြပါတယ်။အမေရိကန်ပြည်ထိုင်နဲ့ရိုမေးနီးယားကဝန်ထမ်းတွေကပိုလန်ရဲ့အရှေ့တောင်တောက်ကနိုဝာဒေဘာမြို့မှာလုံတဲလေ့ကျင့်ခန်းတွေထဲမှာပိုလန်နဲ့တခြားနိုင်ငံတွေကပူးပေါင်းပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။ ပိုလန်နဲ့နေတိုးရဲ့ရှစ်ဘက်ချမ်းကတခြားနိုင်ငံတွေဟာမကြသေးမီလတွေအတွင်းရုရှားဒုံးတွေရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကိုအကြိမ်မောင်းများစွာကြုံတွေ့ခဲ့ရပြီးအဲ့ဒီအထက်ကဒရုန်းတချို့ကိုပစ်ချခဲ့ရပါတယ် ဒါပေမဲ့ဈေးကြည့်ပြီးနှိပညာမြင့်လေးချောင်းကောက်ွေရေးဒုံးကြီးတွေကိုတုံးပြီးဈေးပေါ်ပေါ်နဲ့ထွက်လုထားတဲ့ drone တွေကိုပစ်ချရတာဟာတူလောင်ပစ္စည်းတွေရော့နေသွားမှာကိုစိုးရိမ်နေတဲ့နီတိုးနိုင်ငံတွေအတွက်အ धिक စိန်ခေါ်မှုတရားဖြစ်ပါတယ်ဂျာပြက်စနစ်ဟာရုရှားရဲ့ရှဟစ်အမျိုးအစားဒရုန်းတစ်စင်ထုတ်လုပ်မှု ကုန်ကျစရဲ့ဆဲဘော်တပုံသားကုန်ကျတယ်လို့ဗိုလ်ချုပ်ကြီးကင်းကပြောပါရယ်ရှဟစ်ဒရုန်းတွေဟာယူကရိန်းမှာရုရှားရဲ့တိုက်ခိုက်မှုတွေရဲ့အဓိကအစိပ်ပိုင်းလို့လည်းပြောပါရယ် ပြီးခဲ့တဲ့အပတ်ကယူကရိန်းဗိုလ်ချုပ်ဘာဒင်စကစ်ပစ်စကီကရုရှားဟာအခုနှစ်မှာရှဟစ်ဒရုန်းအစင်3000ထိထုတ်ဖို့စီစဉ်ထားပြီးဈေးသက်သာပေမဲ့ဖြက်စီးနိုင်စွမ်းမြင့်တဲ့ Shaw Sinnet ဘုံအလုံးရေ3000ကိုလည်းထုတ်လုပ်ဖို့စီစဉ်ထားတယ်လို့ရိုက်တာသတင်းဌာနကပြောခဲ့ပါရရှင်။ စစ်ရေးပြပခဖြစ်နိုင်ခြေတွေကိုရှောင်ရှားဖို့ကိုရီးယားနှစ်နိုင်ငံကြားစစ်ရေးနယ်နိမိတ်မြင့်တလျှောက်ပုံမရှင်းလင်းတဲ့နယ်နိမိတ်သမှတ်ရေးကိုဆွေးနွေးဖို့မြောက်ကိုရီးယားစစ်တပ်နဲ့တွဲဆုံဆွေးနွေးပွဲတွေလုပ်ဖို့အဆိုပြုထားကြောင်းတောင်ကိုရီးယားကာကွယ်ဝင်ကြီးဌာနကနိုဝင်ဘာလ18ရက်တနင်္လာနေ့မှာပြောကြားလိုက်ပါတယ်။ ကိုရီးယားနိုင်ငံကြားမတော်တဆပြပခတွေမဖြစ်ပွားစေဖို့နဲ့စစ်ရေးတင်မှမှုတွေကိုလျှော့ချဖို့စစ်ရေးနယ်နိမိတ်မြင်ကိစ္စအခြေခံမြင်တစ်ခုသတ်မှတ်ရေးဆွေးနွေးဖို့အတွက်မြောက်ကိုရီးယားနဲ့စစ်ရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့တောင်ကိုရီးယားစစ်တပ်ကတရားဝင်အဆိုပြုထားပါတယ်လို့တောင်ကိုရီးယားရဲ့အမျိုးသားကာကွယ်ရေးမူဝါဒဆိုင်ရာဒုတိယကာကွယ်ရေးဝန်ကြီးကင်ဟုံချောကရုံးမြစ်တန်ကြားထုတ်ပြန်ကြေညာချက်ထဲမှာပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာနေဇက်ဘက်ချမ်းမှာမိုင်းတွေထောင်ခြင်းလမ်းတွေခင်းခြင်းနဲ့တန်ဆူကျိုးတွေကာရဲခြင်းတို့ကိုလှုပ်ဆောင်နေချိန်မှာသူတို့စစ်သားတချို့ဟာတောင်ကိုရီးယားဘက်ချမ်းကိုအကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်ခဲ့ကြတယ်လို့ဒုတိယကာကွယ်ရေးဝန်ကြီးကင်ဖုန်းချောကပြောပါတယ်ရှင်။ဒီဗီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချေချိုဆန်ပါရှင်